ါရှင်။2025ခုနှစ်ဇွန်လ23ရက်နေ့ကနေ29ရက်နေ့အထိမူလဝတ္ထအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မုတ်တုံလေးဟာအာကောင်းရာကနေအားအလုံးကောင်းနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနဲ့ကယင်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်ဒီအနေနဲ့ဇွန်လ23 24 25နဲ့25ရက်နေ့တွေမှာအရှိတ်ဘက်နဲ့အနောက်ဘက်ကလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ လျာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မိုးတဲ့ထန်စွာရွာသွန်းခြင်းနဲ့အတူလေရင်တိုက်ခတ်ခြင်း၊ပြည့်စည်လက်ခြင်း၊မိုးချိုးပစ်ခြင်း၊နေရာကွက်ပြီးမိုးကြီးခြင်း၊လျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်နေရာတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုသင့်ပါတယ်။အခုဆက်လက်ပြီးနေလိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ ဇွန်လ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလီဟာအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကဲရိုးတဲ့နယ်မြို့ဝကျုံးမော်ဒေသတို့မှာအနောက်အနောက်တောင်ဘက်ကလေဟာတနအိကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကံရိုးတဲ့နယ်မုတ်တမကွေးတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအိကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ကနေလှိုင်းကြီးနိုင်ပါတယ်။ မိုးချင်းတွေကတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမှုတစ်ချုံရွာနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှုတစ်ချုံရွာနိုင်ပါတယ်မန္တလေးတိုင်းမှာတော့နေရာကျဲကျဲမှုတစ်ချုံရွာနိုင်ပါတယ်စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါရှင်။ မနက်ဖြန်ဇော်လ24ရက်နေ့အတွက်မူလေးဝေဒါခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်ချီနီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်တင့်ကနေတိမ်ထူးထနိုင်ပြီးမုတ်တုံတွေဟာအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတဲ့နယ်မြို့ဝချုံမော်ဒေသတို့မှာအနောက်အနောက်တောင်ဘက်ကလေဟာ တနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှအသည့်တင်ရှိနေပါတယ်။တနင်္သာရီကဲရွတဲ့နေမုဒ္ဓမဂွေတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို25မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှအသည့်တင်ကနေလိုင်းကြီးနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာ ာနိုင်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်ရှင်။ဇွန်လ25ရက်နေ့အတွက်မူလီဝဒခံမှန်ချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလေးဟာအာအထင်တင်ကနေအကောင်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေးတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအထင်တင်ရှိနေပါတယ်။ မိုးအခြေအနေကတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြမှုထစ်ချုံကြွားနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှုထစ်ချုံကြွားနိုင်ပါတယ်စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမှုကြီးနိုင်ပါတယ်ရှင် ဇွန်လ26ရက်နေ့အတွက်မူလဝတ္တခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေဟာအာအထင်တင်ကနေအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ ိုးချင်းတွေကတော့စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြမှုထစ်ချုံရွာနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှုထစ်ချုံရွာနိုင်ပါတယ်စကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်ရှင်။ ဇွန်လ29ရက်နေ့အတွက်မူလဝေဒါခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေဟာအာအထင်တင်ကနေအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံးမော်ဒေသတွေနဲ့မုတ်တမခွေးတို့ဘက်မှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနေပါတယ်။မိုးအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမကွေးတိုင်း တနင်္သာရီတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆိုက်ဆိုင်မိုးထစ်ချုံရွာနိုင်ပါတယ်။ကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။ကျန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါရဲ့ရှင်။ဇွန်လ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေဟာအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျုံမော်ဒေသတွေနဲ့မုတ်တမကွီတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ကနေလှိုင်းကြီးနိုင်ပါတယ်။တနင်္လာရီကန်ယူရံမှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသေးတင်ရှိနေပါသေးတယ်။ မိုးအခြေအနေကတော့ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမှုထစ်ချုံရွာနိုင်ပြီးနေပြည်တော်စကိုင်းတိုင်း၊မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မှုထစ်ချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမှုကြီးနိုင်ပါတယ်ရှင်။ ဇွန်လ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလေးဟာအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေးတို့ဘက်မှာဒီဟာအနောက်အနောက် 55မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအတင်တင်ကနေလိုင်းကြီးနိုင်ပါတယ်။ဒီနေ့သားရေကမ်းရိုးတန်းမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအတင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီး ၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနေပါတယ်။အေရီတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနေမှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တဲ့ဘက်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။